်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ဒီနှစ်ကုန်ပိုင်းမှာအထွေထွေရေကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက်ရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့2020ထွေထွေရေကောက်ပွဲရလဒ်ကိုလက်မခံဘဲအာဏာသိမ်းခဲ့တဲ့စစ်ကောင်ဆောင်ကပြောပါတယ်မလ16ရက်နေ့ကနေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးသဘင်ဆောင်မှာပြုလုပ်တဲ့ဂုံထူးဆောင်ပွဲရရှိသူတွေကိုစုချီးမြှင့်တဲ့အခမ်းအနားမှာပြောဆိုလိုက်တာပါပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းစီစဉ်ဆောင်ရွက်နေပြီဖြစ်လို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပေးမှာမို့ပြည်သူနဲ့အစိုးရဝိုင်းဝန်းဆောင်ရွက်ကြဖို့အာဏာသိမ်းစစ်ကောင်ဆောင်ကတိုက်တွန်းခဲ့တာပါ အခမ်းအနားတွင်မှာ ပြည်တော်စုစီသူတင်ကဟဘွဲတွေကိုလည်းစစ်ကောင်ဆောင်ကပြအပ်ခဲ့ကြပါတယ်ရှင်။ပဲခူးတိုင်းနောက်ချံအုပ်ဖို့မြို့နယ်ပဲခူးယူမအတွင်းကစစ်စင်ရဲနေမြေအတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက် ခီးမသွားကြဖို့အုပ်ဖို့မြေအောက်ပျောက်ကြားတပ်ဖွဲ့ကမလ16ရက်မှာတတိပေးလိုက်ပါတယ်။ကားဆိုင်ကယ်၃ဘေးနဲ့ကျွေးနွားတွေကအစခီးသွလာခွင့်ကို မလ၁၆ရက်ကစတင်ပိတ်ပင်ခဲ့တာပါ နောက်ထပ်ထုတ်ပြန်ချက်တစ်စုံတရာမထုတ်ပြန်မခြင်းအတီးဖြစ်တယ်လို့လည်းဆိုပါတယ်။ထိတွေ့တိုက်ပွဲတွေဖြစ်လာရင်ပြည်သူတွေမထိခိုက်စေဖို့နဲ့သစ်တော်တရားစာတတွေကိုတရားမဝင်ခိုးထုတ်မှုတွေကိုထိထိရရအေးယူဖို့ဖြစ်တယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲ့စစ်ရေးတာဝန်ခံဗိုလ်တောက်တဲက DBB ကိုပြောပါတယ်ရှင်။ 2024ခုနှစ်စက်တင်ဘာလကနေ2025ခုနှစ်ဖေဖော်ဝါရီလအထိ6လတာအတွင်းဖြစ်ပျက်ခဲ့တဲ့ဆေးရဆိုးမှုများလူအခွင့်အရေးချိုးဖောက်မှုများနဲ့ရာဇဝမှုများကြောင့်ဒေသခံပြည်သူတွေကြုံတွေ့ခံစားရမှုအခြေအနေတွေကိုပြစ်စမမန်တိုင်း PMCSG ကသတင်းထုတ်ပြန်ပါတယ်မြတ်သစင်ကပေးပို့ထားပါတယ်ရှင်ပြည်ရင်းလက်နက်ကိုင်ပြိပခါတွေကြောင့်ဒေသခံပြည်သူတွေကြုံတွေ့ခံစားရမှုအခြေအနေတွေနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရရှိခဲ့တဲ့အချက်အလက်တွေကို ပစ္စမမန်တိုင် PMCSC ကမတ်လ15ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီစစ်တမ်းကတော့ PMCSC ရဲ့၄ချိန်မြောက်စစ်တမ်းဖြစ်ပြီး2024ခုနှစ်စက်တင်ဘာလ1ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့အထိ6လတာကောက်ယူထားတာဖြစ်တယ်လို့သခိုင်းမကွေးနေပြီးတော့ရန်ကုန်စတဲ့ဒေသတွေကအချက်လက်တွေလည်းဖြစ်ပါတယ်။ဒီစစ်တမ်းမှာတော့6လတာအတွင်းဖြစ်ပျက်နေတဲ့ကဏ္ဍတွေကိုစစ်ရာဇဝတ်မှုများလူခွင့်ရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုများဆိုပြီးခွဲခြားကောက်ယူခဲ့တာဖြစ်တယ်လို့အဲ့ဒီမှာမှအယက်သားပြစ်မှတ်နဲ့စည်ရီးပြစ်မှတ်ဆိုပြီးခွဲခြားစစ်ဆေးထားပါတယ်။ PMCS ရဲ့လေးလာတွေ့ရှိချက်အရာကတော့အယက်သားကို ပြစ်မှတ်ထားတာပုံများပြီးအယက်သားပြစ်မှတ်ထားတိုက်ခိုက်ခံရမှုပေါင်း954ကြိမ်မှာစကိုင်းတိုင်းက253ကြိမ်ဖြစ်ပြီးအယက်သားပြစ်မှတ်ထားတိုက်ခိုက်ခံရတာအများဆုံးလည်းဖြစ်ပါတယ်။အဲစစ်တပ်ပြင်ရဲတပ်ဖွဲ့ပါတယ်အာကျွန်တော်တို့ပြည်သူစစ်တေပြူစောတီတေနောက်ထွေအုပ်တေလိုဟာမျိုးပေါ့လေ သူတို့တွင်နေရဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်တို့စမ်းစစ်တဲ့နေရာမှာဆိုရင်ကျွန်တော်တို့ဒီအဓိကပြဟိုအရက်သားတွေကိုပြတ်ပတ်ထားတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့အဓိကထားပြီးကျွန်တော်တို့တွေ့ရှိရတယ်။အဲဒါဒီဟိုဘာကြောင့်လဲဆိုရင်ဟိုကျွန်တော်တို့သုံးသက်ချက်အရာတော့အဲစုံမှုနယ်မြေတွေတော်လိုင်းအင်အားစုတွေဘက်ကစုံမှုနယ်မြေတွေများလာတယ်။ဒီလိုများလာခြင်းဒီအဲဒေတာအတွင်းမှာရှိတဲ့လူတို့ရဲ့ထောက်ခံမှုကြောင့်ဆိုတဲ့ခုနကသူတို့ဘက်ကစွတ်စွဲချက်ပုံစံမျိုးနဲ့ အာဒီလူဒုကူငါတို့ချိန်မုံနိုင်ရင်တော်လိုင်းအင်အားစုတွေအားနေသွားမယ်ဆိုတော့ concept မျိုးနဲ့သူတို့လူဒုကူပို့ပြီးတော့အရသားပြစ်မှတ်တွေကိုဥတီတဲ့ဥစ္စာတွေကိုလှုပ်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီစစ်တမ်းတွေကတွေးရှိချက်တွေမှာတော့စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေအပြင်တော်လိုင်းအင်အားစုတပ်ဖွဲ့တွေနဲ့အမိမတိအဖွဲ့တွေကကျူးလွန်တဲ့ကိစ္စရပ်တွေလည်းပါဝင်ပါတယ်။ တော်လိုင်းအာစုကောက်ွယ်ရေးတပ်ဖွဲ့တွေအနေနဲ့အယက်သားပြစ်မှတ်ထားပြီးကျူးလွန်မှု6ကြိမ်ရှိခဲ့ပါဗျာ။ဒီတော်တော်လိုင်းအင်အားစုတွေဘက်ကနေပြီးတော့အဲကျွန်တော်တို့အဲကျူးလွန်ခဲ့တဲ့လူခွင့်ချိုးဖောက်မှုပုံစံတွေကိုကြည့်မယ်ဆိုရင်အများအားဖြင့်ကဘယ်လိုပုံစံမျိုးတွေ့ရလဲဆိုရင်ခုနကအဲဒီအာဏာပေါ်အခြေခံနဲ့လက်နက်ပေါ်အခြေခံနဲ့အဲကျူးလွန်မှုတွေကိုကျွန်တော်တို့တွေ့ရတယ်။အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ case တွေမှာတော့အသေးစိတ်ရှိလာတယ်ပေါ့လေ။တချို့ case တွေမှာဆိုရင်ခုနကအထမပြုကျင်တဲ့ကိစ္စမျိုးတွေကျွန်တော်တို့တွေ့ရတယ်။ ောက်တစ်ခုကကြာတော့ခုနကလုံခြုံရေးအကြောင်းပြတာအဲနောက်ပြီးတော့ online အကြောင်းပြပြီးတော့ခုနကတင်းကျပ်တဲ့ကိစ္စမျိုးတွေအဖိနေတဲ့ကိစ္စမျိုးရိုက်နေတဲ့ကိစ္စမျိုးတွေကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကကျွန်တော်တို့စစ်တမ်းမှာကျွန်တော်တို့လက်ရှိတွေ့ရတာပေါ့။ဒါပေမဲ့အဲ့ဒါဒီအနှဲငယ်ကိုပဲကျွန်တော်တို့တွေ့ရတယ်။လက်နက်ကင်ထားပြီးဘဲအဖွဲ့စည်းကပါလို့အမိခံထားခြင်းမရှိတဲ့အုပ်စုတွေကလည်းမြေပြင်မှာအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေပြီးအရက်သားတွေကိုပြစ်မှတ်ထားတဲ့ဖြစ်စဉ်83ကြိမ်အထိရှိခဲ့ပါတယ်။ဖြစ်စဉ်အများစုကတော့သခိုင်းတိုင်းကအများဆုံးဖြစ်တယ်လို့ ဓမြမှုလုံးကြံတက်ဖြတ်မှုပြစ်ခတ်တက်ဖြတ်မှုလူရက်မှုချိန်ချငွေညှစ်မှုတွေကိုတွင်တွင်ကြဲကြဲလှုပ်ဆောင်နေတယ်လို့စစ်တမ်းမှာဖော်ပြထားပါတယ်။ပစ္စမမန္တိုင်း PMCSC ကို2022ခုနှစ်ကစပြီးမြပြင်ကလူငယ်တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အသွင်ကူးပြောင်းရေးကာလတရားမျှတမှုပြန်လည်ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်တွေမှာတသက်ခံအထောက်အထားတွေအဖြစ်အသုံးပြုနိုင်မှုစစ်တမ်းကောက်ယူနေတာဖြစ်တယ်လို့ရရှိခဲ့တဲ့ချက်လက်တွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပေးပို့တယ်လို့မိဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာမှလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုလည်းပေးပို့တယ်လို့သိရပါဗျ။ကျမမြတ်သက်စင်ပါရှင်။အာကာသယာဉ်မှုတွေလိုက်ပါလာတဲ့ Elon Musk ရဲ့ SpaceX ကုမ္ပဏီကအာကာသယာဉ်ဟာမလ16ရက်နေ့ကနိုင်ငံတကာအာကာသစခန်း ISS မှာစိုက်ကပ်နိုင်ခဲ့ပါဗျ။ ဘိုးရင်အာဂတာယင်ချွေရင်မှုကြောင့်တောက်တင်နေခဲ့တဲ့အာဂတာယင်မှုနှစ်ဦးလည်းဒီရင်နဲ့အတူကဘာမြေကို အခုပတ်တဲ့တယ်လေလိုက်ပါနိုင်တော့မှာဖြစ်ပါတယ်။အမေရိကန်အမျိုးသားအာဂတာအေဂျင်စီ NASA ကဘုတ်ဝီမိုးနဲ့ဆူနီဝီလျံစ်တို့ဟာဘိုးရင်ကုမ္ပဏီကထုတ်တဲ့ Starliner အာဂတာယင်နဲ့လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။ ISS ကမှရှေ့ရနေဖို့ယူရခဲ့ပေမဲ့ Starliner ရဲ့ချုပ်ရင်မှုကြောင့်ကမ္ဘာမြေမပြတ်နိုင်ဖြစ်ခဲ့ပြီးကိုလာကြာတောက်တင်နေခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းယင်ကိုလူမပါပဲအလွတ်ပြန်လွတ်ခဲ့ပါတယ်။ဒါကြောင့် Elon Musk ရဲ့ SpaceX ကထုတ်ထားတဲ့ Crew Dragon ယင်ကအခြားယင်မှုတွေကိုအာကာသစခန်းကို လာရောက်ပို့ဆောင်ချိန်မှသာပြန်ခွေရတာဖြစ်ပါတယ်။အခု SpaceX ယင်အပြက်ခီးမှာတောက်တင်နေသူနှစ်ဦးနဲ့အတူ နာဆာကနောက်ထပ်တူရုရှားကတူပါပြန်လိုက်ကြမှာဖြစ်ပါတယ်။သူတို့နေရာမှာအမေရိကန်က2ဦး၊ရုရှားက2ဦး၊ဂျပန်က2ဦးအစားဝင်တာဝန်ယူမှာဖြစ်ပါတယ်ရှင်။ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချေချိုဆန်ပါရှင်။